ဟယ်လိုအားလုံးပဲမင်္ဂလာပါမတီဗယ်တရားပါကျွန်တော်တို့ဒီမြန်မာနဲ့ပါကစ္စတန်ပွဲကိုပွဲဝင်လာကြည့်ရပါမယ်နော်ပွဲပြီးသုံးနှက်ချက်လေးပြောပေးမလို့ပါဆိုတော့မြန်မာအသင်းကဒီနေ့ကစားသွားတဲ့ပုံစံက ခုနကဘောပိုဇီရှင်မှာတော့နောက်တန်း၃ယောက်ကိုကောကောထိုင်ပြီးစားရတာမြင်ရတယ်။ဒါပေမဲ့အထူးသဖြင့်ကွလင်မှာစနိုက်ပါဘော့တယ်မယ်လို့ထင်ခဲ့ပေမဲ့ဂျော်မင်းတို့လည်းဆင်ခဲ့ပါဘော့အနေနဲ့ကစားရတာကိုမြင်ခဲ့ရတယ်။ကျွန်တော်ဒီ site back တရားနေမှာ AM တစုံဖြစ်သက်သွားတာမျိုးမြင်ရတယ်။တပတ်ကဒီနန္ဒကျော်ကတော့အဲတပ်စီဗီအနေနဲ့ပဲ RGB အနေနဲ့ကစားရတယ်။ဒါဒီနေ့ပွဲစမှာကစားပုံရအញ្ញိုင်းရော performance ရောအားရစရာမျိုးတော့မရှိဘူး။အထူးသဖြင့်မမောင်လေးတော်တော်လေးကောင်းတယ်။လူမော့ကတော့ပုံမှန်ချင်းနေထားလို့ပဲမြင်ရတယ်။အပြန်ပိုင်ကတော့နည်းနည်းလေးဟိုဟာဖြစ်တယ်။ အာတွားရောကောင်းနေဆိုပေမဲ့တချို့ finishing လောက်ရမှာပိုင်းနေမှာလိုအပ်ချက်များလာတယ်။မြန်မာတင်းတိုက်စစ်ကပထမပိုင်းမှာဘယ်လိုပုံစံလဲဆိုတော့အဲ3 4 2 1ပုံစံမျိုးဖြစ်နေတယ်။ဘယ်သူဘယ်သူပုံစံမျိုးမှာဂိုးရဖို့ကြိုးစားခဲ့ပေမဲ့ပါကစ္စတန်ကောင်းကောင်းကြီးကြီး high line ကိုဖြတ်ထားနိုင်တယ်လို့ပြောလို့ရတယ်။ sorting နေထားမှာမြန်မာတင်းဂိုးရဖို့တော်တော်လေးရုန်းကန်လိုက်ရတယ်။ဒါပေမဲ့ဒီဘောလုံးတော့ချိန်96မိနစ်လောက်မှာရတယ်ပြတ်တော့မောင်လေးရဲ့ဒီမဘီရဲ့ပုံစံအနေနဲ့ ကိုရွာတယ်ဒီကိုကနည်းနည်းလုံရင်းဆိုင်ကလေးကိုတော်တော်လေးအနေထားနိုင်တယ်ကိုကဆိုမှမောင်လေးတော်တော်လေးကောင်းတဲ့ performance မျိုးလို့ပြောလို့ရတယ်ဆော်တီမီပွဲကဒီမှာဒီကစားပုံကအရင်အားရဖို့မကောင်းခဲ့ပဲမန်နိုက်တက်ထိုင်တဲ့ပွဲကိုနိုင်ကစားရတယ်ဆော်ဒုတိယပိုင်းမြန်သားလက်ချိန်မှာကျွန်တော်ဒီအဲစကားဝင်ရရင်မကောင်းလာသေးဘူးပါကစ္စတန်ပို့ပြီးတော့ပထမပိုင်းချက်ကိုဒုတိယပိုင်းအစ7မိနစ်လောက်မှာကောကောင်းကြီးဖိကစားလာတာမျိုးမြင်ရတယ်ဆိုတော့ဒီမှာတင်းနောက်တောက်လည်းကောကောင်းကြီးချိန်ဆောင်နိုင်ခဲ့တယ် အခုမင်းဒီပါကစ္စတန်ဟိုင်လိုင်းဂိမ်းမှာတိုက်စစ်ကို၄ရောက်လောက်ထပ်တင်ပြီးကစားလာတဲ့အချိန်မှာညီမတင်းရဲ့နောက်တန်းနည်းနည်းလေးဆွာခဲ့ဖြစ်လာတာမျိုးကျွန်တော်မြင်ခဲ့ရတယ်။ဒါပေမဲ့ဒီရွက်ကစားချိန်ကြီးသူရပိုင်းတဝက်လောက်မှာဝန်ထမ်းတွေဝင်လာတဲ့အချိန်မှာညီမတင်းတိုက်စစ်ကတော်တော်လေးကိုလှလှဆဆပြန်ဖြစ်လာရပါတော့နော်။ဟောညီမတင်းရဲ့တိုက်စစ်ကပို့ပြီးမှအတက်ကင်ဖလူးတွေပို့ကောင်းလာတယ်။ဟောဒီဟိုင်လိုင်းတွေပို့ပြီးတင်ဆော့လာတဲ့အဲပါကစ္စတန်နောက်တန်းကိုလည်းဝန်ထမ်းတွေတော့ကောပရက်ရှာပေးနိုင်တယ်။သူကဝုံမဟုတ်ပြန်ဝင်လာတဲ့အချိန်မှာတော့အဲပါကစ္စတန်ရဲ့လက်ထက်ကတော်တော်ကြီးကိုပြုတ်ဆိုင်ပြီးကစားသွားတဲ့အချိန်လေးပြီးဖြစ်သွားတယ်။ဆိုတော့ မမဟုတ်ကတော်တော်လေးအသိုးလုံးနဲ့ကပါတယ်။သူက definition line တကယ်လေးသူတက်လာမယ်ဆိုရင်ထပ်ပြီးတော့ငါ၉လောက်ထိရောက်ဝနေနေမှမျိုးမြင်ရတယ်။ဆိုဝင်နိုင်ထုံးနေတယ်လေ။ဒီဒီကဘာ၉ပြင်းမပိုင်ခွင့်ရိုးရလာတယ်။ဒါပေမဲ့မ၉အောင်ဒီဆန်တော့လာလုံးဘောင်းလေးဆက်ကန်ရလည်းမ၉အောင်ပေါ့။ဆိုဒီနေလာနေမှာတရားဒုတိယဘက်မှာလည်း၃၉လောက်ထိရနိုင်တဲ့နေသားမျိုးမြင်ခဲ့ပေမဲ့၉တော့မဖြစ်သွားဘူး။ပိုပိကန်နေကောင်ဘောင်းလေးကနေ free kick ကလည်းတော်လေးကောင်းတယ်။ဒါပေမဲ့ပါကစ္စတန်ကဘာကောင်းလေးကကွယ်သွားရပေါ့။ဆိုဒီနေသားကညီမတင်းဖက်ဖက်ကတိုးတက်လာတယ်လို့ပြောလို့ရတယ်။ဖက်ဖက်ကကောင်းမွန်လာတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့လည်းဒီ အဲကစားပုံရရင် free ဖြစ်တဲ့ပုံစံမျိုးမပြနိုင်နေဘူးကစားပုံရအရင်ကောင်းတဲ့ပုံစံမျိုးမပြနိုင်နေဘူးလို့ပြောလို့ရတယ်ဆိုတော့အားကြောင့်မြန်မာတင်းကပို့ပြီးတော့သူတက်လာဖို့လို့လိုရည်ရေချစ်တော့အောင်လို့ဆိုလို့ရှိရင် free ဖြစ်တဲ့ကစားဟန်တစ်ခုကိုပို့ပြီးစမှတ်ကြတဲ့ကစားဟန်ကိုပြနိုင်ဖို့လိုတယ်အခုတည်းကဒီ position ဘောပုဒ်တင်ရတဲ့အချိန်မှာသူမှစစ်ကစားနေနေနဲ့ကိုယ်လည်းမတက်လည်းဘောပုဒ်မထိုင်မနေနဲ့စင်ကဘောပုဒ်အကြီးနဲ့ကစားရတဲ့အနေသားမျိုးကတစ်ဖက်တင်းကအရန်ကောင်းနေတဲ့အချိန်မှာဆိုလို့ရှိရင် အဲကောင်တာဆက်တွေအရင်ပြန်ပေးရမလို့တော့မြင်နေဆော့ဒါလေးတွေပြင်နိုင်တော့ပုံပြီးကောင်းတဲ့တင်တယ်ဖြစ်လာလိမ့်မယ်ဒါလေးကိုပြင်ဦးလဲမျောလင်းပါတယ်ဆော့ဒါလေးကတော့ကျွန်တော်တွေပုံပြီးသုံးတတ်ချက်ပါဆော့အားလုံးသိပြီးသားကြီးတင်ပါတယ်